ေလ9ရက်နေ့ညနေ9:48မိနစ်ခန့်ကမြန်မာနိုင်ငံပြင်ပထိုင်းနိုင်ငံကိုဗဟိုပြုပြီးလှုပ်ခတ်ခဲ့တဲ့အင်အား Richter scale 6အဆင့်ရှိတဲ့ငလျင်လှုပ်ခတ်ပြီးတဲ့နောက်မှာနောက်ဆက်တွဲငလျင်တွေဆက်လက်လှုပ်ခတ်နိုင်ပြီးအဆိုပါနောက်ဆက်တွဲငလျင်တွေဟာမြန်မာနိုင်ငံအရှေ့ဘက်ပိုင်းဒေသတွေကိုတက်ရောက်မှုရှိနိုင်တဲ့အတွက်သတိပြုဖို့လိုအပ်တယ်လို့မိုးလေဝသနဲ့ဇလားဗေဒညွှန်ကြားမှုဦးစီးဌာနမြင်းငလျင်ဌာနကလက်ထောက်ညွှန်ကြားရေးမှူးဒေါက်တာရေမျိုးမင်းထွေကပြောပါရယ်ဒီလိုငလျင်ကြီးလှုပ်ခတ်ပြီးတဲ့နောက် နောက်ဆက်တွဲငလင်တွေလှုပ်ခတ်ရမှာရေဘူးရအဖြစ်ပင်မငလင်လောက်အင်အားကြီးမှုမရှိနိုင်ပေမဲ့အင်အားအသင့်အသင့်ရှိတာမျိုးရှိနိုင်ပြီးပင်မငလင်လှုပ်ခတ်ပြီးရက်အနည်းငယ်ကနေ6လခန့်အထိလှုပ်ခတ်နိုင်ခြင်းရှိတဲ့အတွက်သတိပြုဖို့လိုအပ်တယ်လို့သိရပါတယ်။အခုလိုလှုပ်ခတ်ခဲ့တဲ့ငလင်ဟာထိုင်းနိုင်ငံချင်းမိုင်မြို့နဲ့မြန်မာနိုင်ငံတာချီလေးမြို့ကြားမှာရှိတဲ့ချင်းရိုင်မြို့အနီးမှာလှုပ်ခတ်ခဲ့တာဖြစ်ပြီးအဆိုပါနေရာမှာငလင်ငယ်လေးတွေမကြာခဏလှုပ်ခတ်လေးရှိတယ်လို့သိရပါတယ်။ဒီလိုလှုပ်ခတ်ခဲ့မှုကြောင့် မြန်မာနိုင်ငံကတောင်ကူ၊ကျိုင်းတုံ၊နေပြည်တော်နဲ့ရန်ကုန်မြို့တွေကိုတက်ရောက်မှုရှိခဲ့ပြီးအနည်းဆုံးနေရာကတော့ကျိုင်းတုံဖြစ်ပါတယ်။ဒီလိုငလျင်လှုပ်ခတ်ခဲ့မှုကြောင့်ထိုင်းနိုင်ငံချင်းရိုင်မြို့မှာနေရံတွေနဲ့လမ်းတွေကွဲအပ်ခဲ့ပြီးဗုဒ္ဓဘာသာဖျားကြောင်းအချို့ထိခိုက်ပျက်စီးခဲ့တယ်လို့ဖော်ပြထားပါတယ်။